အိတ်ဆဲမှာညီမတို့ export ထုတ်တဲ့အခါမှာရှင်းတစ်ခုတည်းမှာပဲရှိတဲ့စာတွေပဲ export ဝင်နေပေါ့နော်ဒီရှင်းအလုံးထဲမှာရှိတဲ့စာတွေကို export ထုတ်ရှင်းတယ်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ညီမကိုမေးထားတာလေးရှိပါတယ်မဲမင်္ဂလာပါရှင်စတာကွန်မတ်ဒီနာမကျဆိုပါတယ်ညီမဒီနေ့မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ညီမကိုမေးထားတဲ့မေးခွန်းဖြစ်တဲ့အိတ်ဆဲမှာညီမတို့ export ထုတ်တဲ့အခါမှာတော်တီရှီတစ်ခုတည်းမှာပဲရှိတဲ့စာတွေပဲ export ဝင်နေပေါ့နော် သူကဒီရှီအားလုံးထဲမှာရှိတဲ့စာတွေကို export ထုတ်ရှင်းတယ်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ညီမကိုမေးထားတာလေးရှိပါတယ် okay တော့ဆင်ညီတို့ကြည့်လိုက်ရအောင်ပါနော်ပုံမှန်ဆင်ညီတို့က file ကိုသွားမယ်ပြီးသွားပြီဆိုရင် export စာလေးကိုနှိပ်ခဲ့ပေးမယ်ပြီးပြီဆိုရင်ညီတို့က pdf စာလေးကိုတောင်းပါပြီးသွားရင် create pdf okay ပြီးသွားပြီဆိုရင်တော့ကိုတင်ရှင်းတဲ့နောက်တော့တင်လို့ရပါတယ်တဆင်ညီက desktop ပေါ်မှာတင်လိုက်ပါမယ်နော် folder လေးတစ်ခုယူလိုက်မယ် new folder တဆင်ညီတို့က pdf ဆိုပြီးတော့ရွေးလိုက်ပါမယ် ပြန်မယ်နော် okay ဒီထဲမှာမှာ file number လေးကိုတော့ကိုကြိုက်တယ်လို့ပေးပါ pdf file သုံးတာဖြစ်တဲ့အတွက် number ကို pdf လို့ပေးလိုက်မယ်ဒီနေရာမှာဆိုရင်တို့ဒီတိုင်း public နဲ့ဒီမှာဆိုရင် pdf သုံးလိုက်တယ်ဆိုလို့ရှိရင်သူကခုလန့်ရှိသုံးနေတဲ့ရှိရှိဝမ်းမှာပဲရှိဝမ်းထဲမှာရှိတဲ့စာတွေပဲသူက pdf file ပြောင်းသွားမယ်ပေါ့နော်နောက်ဆိုရင်တို့ကရှိတိုင်းမှာ workbook တစ်ခုလုံးကို pdf file ဖြည့်ရှင်နေဆိုရင် option လေးတဲ့ကိုသွားပါပြီးတော့ပြီဆိုရင်တို့က active ရှိလို့မသုံးဘဲနဲ့ entire workbook စာလေးကိုရွှေ့ပေးပါပြီးပြီဆိုရင်တို့ okay လေးပေးခဲ့လိုက်မယ်ပြီးသွားပြီဆိုရင် public လို့နှိပ်ခဲ့ပေးလိုက်ပါဒါဆိုရင်တို့တုံထားတယ်ဒီ workbook တစ်ခုလုံးထဲမှာရှိတဲ့ရှင်းအားလုံးတွေကစာလေးတွေဒီဘာဖြစ်သွားမလဲဆိုလို့ရှိရင်သူက export pdf file လေးဖြစ်ပြောင်းသွားပါလိမ့်မယ်เนาะ ။ Okay အားလုံးပဲအဆင်ပြေပါစေရှင်။ဒီကြောင်းရလေးကအားလုံးအတွက်အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးပေးပါနော်။ဒီဗီဒီယိုလေးကိုအခြားမိတ်ဆွေတွေလည်းတည်ရအောင် share ပေးသွားပါရှင်။ဒီကလေးအိစဲနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုအသေးစိတ်လေ့လာချင်တဲ့ဆိုရင်ညီမဖွင့်ထားတဲ့အိစဲ Advanced အိစဲ Online Class လေးမှာအသေးစိတ်လေ့လာလို့ရပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။